မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ AI ကိုအသုံးပြုပြီးတော့အခုလိုမျိုးဓာတ်ပုံလေးတွေရအောင်ဘလို့ဖန်တီးရမလဲဆိုတဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့က AI ကိုသုံးပြီးတော့အခုလိုပုံစံလေးတွေရအောင်ဖန်တီးမှာဖြစ်တဲ့အတွက်ကိုပြုတ်လောက်လိုတဲ့ဓာတ်ပုံကိုလိုချင်တဲ့ပုံစံအနေအထားလေးတွေကိုတော့ကျွန်တော်တို့အရင်ဆုံး idea ထုတ်ပေးရမှာဖြစ်ပါတယ် ဒီတော့ကိုကကြောင်လေးတွေဟင်းချက်နေတဲ့ပုံစံလိုချင်တာလားဒါမှမဟုတ်ကလေးလေးတယောက်ကိုခွေးကြီးရနေပြီးတော့မှကာကွယ်ပေးနေတဲ့လိုပုံစံလေးတွေလားဒါမှမဟုတ်ဒီမှာကြောင်ကကျွန်တော်တို့ဂျင်ကန်းထဲမှာပေါ့နော်အခုလိုမျိုးကျွန်တော်တို့ဒီပရိုတင်းရေတောက်နေတဲ့လိုပုံစံလေးလိုချင်တာလားပေါ့ဒီလိုပုံစံအနေထားတွေကတော့ဒါကိုကိုရဲ့စိတ်တိုင်းကျ idea တွေစဉ်းစားပြီးတော့မှအရင်ဆုံးဒီဒီအသေးစိတ်ကျွန်တော်တို့ရေးပေးရမှာဖြစ်ပါတယ်ဒီတော့ဒီရဲ့သင်ခန်းစာလေးမှာတော့ကျွန်တော်ကနမူနာအနေနဲ့အခုလိုမျိုးပုံစံလေးတွေထုတ်ပေးထားပါတယ် ီတော့ဒီလိုပုံစံနေရအောင်ကျွန်တော်တို့ကဘလို့ပြုတ်လောက်ရလဲဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးကိုယ့်ရဲ့ကွန်ပျူတာကျွန်တော်တို့နှုတ်ပတ်ထဲမှာကိုလိုအပ်တဲ့ပုံစံလေးတွေကိုလိုချင်တဲ့ဓာတ်ပုံပုံစံလေးတွေကိုနှုတ်ပတ်ထဲမှာကျွန်တော်တို့အရင်ဆုံးချရေးပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်ကတော့ဒီမှာကနမူနာပြပေးဖို့ရာအတွက်အခုလိုမျိုးလေးကျွန်တော်ရေးထားပါတယ်မိတ်ဆွေတို့လိုက်ပြီးတော့မှလေ့ကျင့်တဲ့အခါမှာဆိုရင်လေဒီလိုပုံစံကျွန်တော်တို့အနေထားလေးတွေကိုကိုကိုယ်တိုင်စမ်းပြီးတော့မှအဲလိုက်ပြီးတော့လုပ်ကြည့်လို့ရပါတယ် ဒီတော့ကျွန်တော်ကနမူနာအနေနဲ့အခုလိုမျိုးပုံစံအနေထားလေးကိုကျွန်တော်ကမြန်မာစာလေးနဲ့ပဲရေးလိုက်ပါတယ်ဒီတော့ကျွန်တော်တို့ကဓာတ်ပုံတွေဖန်တီးတဲ့အခါမှာ AI ကမြန်မာဘာသာစကားကိုအလုံးမလုံးပေးနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အလုံးလုံးပေးနိုင်တဲ့ ChatGPT မှာကျွန်တော်တို့သူ့မှာသူ့နဲ့သက်ဆိုင်တဲ့ဒီ prompt ၃ခုကိုကျွန်တော်တို့ကအရင်ဆုံးဖန်တီးခိုင်းမယ်ပေါ့နော်ဒီတော့ ChatGPT ရနဲ့ရလာတဲ့ကျွန်တော်တို့အင်္ဂလိပ်စကားလေးကိုမှ ကျွန်တော်တို့ copy လေးကုပြီးတော့မှ ဒီဓာတ်ပုံတွေဖန်တီးခိုင်းတဲ့ AI နဲ့ကိုကျွန်တော်တို့သွားပေးရမှာဖြစ်ပါတယ်။ဒီတော့လက်ရှိကျွန်တော်တို့ရေးထားခဲ့တဲ့ကိုလိုအပ်တဲ့ဓာတ်ပုံပုံစံလေးကိုအခုလိုမျိုးဒီဒီအသေးစိတ်ရေးပြီးသွားပြီဆိုရင်တော့ကိုရေးထားတဲ့စာလေးတွေကိုကျွန်တော်တို့အရင်ဆုံးဆက်လက်လေးမှတ်ပေးလိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ control ရဲ့ c ရဲ့နှိပ် copy လေးကူးခဲ့ပါမယ်။ ကော်ပီကူပီသွားပြီဆိုရင်တော့ကျွန်တော်တို့ရေးထားခဲ့တဲ့ DSR တွေကရှေ့နောက်ကျွန်တော်တို့လွဲနေတာမျိုးတွေအနေထားတွေအစီအစဉ်တကြမဖြစ်တာမျိုးတွေကျွန်တော်တို့ရှိတတ်တယ်။ဒါကြောင့်ကျွန်တော်တို့ကအစီအစဉ်တကြနဲ့ဒီကိုလိုချင်တဲ့ပုံစံလေးရလာအောင်ကျွန်တော်တို့က ChatGPT မှာသွားပြီးတော့မှပြန်ပြီးတော့မေးပေးရမှာဖြစ်ပါတယ်။ဒီလိုမျိုးမေးဖို့ရအတွက်တော့ကျွန်တော်တို့က AI website တွေသုံးမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကွန်ပျူတာမှာ internet လေးချိန်ပေးထားမယ်။ပြီးရင်တော့ကျွန်တော်တို့ Chrome browser လေးဖွင့်လိုက်မယ်။ Chrome browser ဖွင့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ Google account လေးကျွန်တော်တို့ကိုယ့်ရဲ့ Gmail account နဲ့အရင်ဆုံးဝင်ပေးထားရမှာဖြစ်ပါတယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က Chat GPT တဲ့ကိုကျွန်တော်တို့ဝင်มาဖြစ်တဲ့အတွက် Open AI ဆိုပြီးတော့မှကျွန်တော်တို့အရင်ဆုံးရိုက်ထည့်ပေးလိုက်ပါမယ်။ကျွန်တော်တို့ Chat GPT ကိုဝင်ဖို့ရာအတွက်ကျွန်တော်တို့ရိုက်ထည့်ပေးရမယ့်စာသားလေးက Open AI ဆိုပြီးတော့မှရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်ဇွန်လေးနဲ့လောက်ဆွဲပြပေးသွားပါမယ်။ဟောကျွန်တော်တို့ဒီမှာ open ai ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်လိုက်ပါမယ်။ရိုက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ keyboard ကနေပြီးတော့ enter လေးခောက်လိုက်ပါမယ်။ enter ခောက်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးလေးကျွန်တော်တို့လင့်နေကြလာပါလိမ့်မယ်။အပေါ်ဆုံးမှာရှိနေတဲ့ကျွန်တော်တို့ open ai ဆိုတဲ့ chat gpt တဲကိုကျွန်တော်တို့တစ်ချက်လောက်ဝင်လိုက်ပါမယ်။ဝင်လိုက်တာနဲ့တပြိုင်တည်းဒီလိုပုံစံလေးသူကပေါ်နေပါလိမ့်မယ်။ကျွန်တော်တို့ login လေးဝင်ပေးလိုက်ပါမယ်။ဒါကြောင့် login ဆိုတာလေးကိုနှိပ်မယ်။ လော့အင်ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်နှိပ်ပြီးတော့မှအရင်ဆုံးလော့အင်လေးဝင်ပေးရမှာဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ control ရဲ့ v ရဲ့နှိပ်ပြီးတော့မှကျွန်တော်တို့ copy ကူးလာခဲ့တဲ့စာသားလေးတွေကိုပေးချပေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ sum နှိပ်ပေးလိုက်မယ်ပေါ့စံနေလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာရေးထားခဲ့တဲ့ မြန်မာစကားနဲ့သက်ဆိုင်တဲ့ကျွန်တော်တို့ပရောင်လေး၃ခုကိုကျွန်တော်တို့ဒီမှာဖန်တီးခိုင်းထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာပရောင်၃ခုကိုသူကချပေးသွားပါတယ်ဒီတော့အခုလိုမျိုးကျွန်တော်တို့ကပေါ်လာတဲ့အင်္ဂလိပ်စာလေးတွေကိုကျွန်တော်တို့ကအရင်ဆုံးဆက်လက်လေးမှတ်ပြီးတော့မှ control ရဲ့ CA နှိပ်ပြီးတော့ copy လေးကူးခဲ့ပေးရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့က brown ၃ခုချထားတာဖြစ်တဲ့အတွက်ဒီအပေါ်မှာကကျွန်တော်တို့ဓာတ်ပုံတစ်ခုစာအတွက်ရမယ်။အောက်မှာကဓာတ်ပုံတစ်ခုစာအတွက်ဒီအောက်မှာကကျွန်တော်တို့ဓာတ်ပုံတစ်ခုစာအတွက်ကျွန်တော်တို့ရရှိသွားပါလိမ့်မယ်။ဒီတော့ကျွန်တော်တို့အပေါ်ဆုံးမှာရှိနေတဲ့ number 1 brown လေးတစ်ခုကိုကျွန်တော်တို့ select လေးပစ်ပြီးတော့ control ရဲ့ CA နှိပ် copy လေးကူးခဲ့လိုက်ပါမယ်။ ကော်ပီကူပီသွားပြီဆိုရင်တော့ဒီစာသားလေးပေါ်ကိုမူတည်ပြီးတော့ကျွန်တော်တို့ကဓာတ်ပုံတွေထုတ်ခိုင်းมาဖြစ်တဲ့အတွက်ဓာတ်ပုံထုတ်တဲ့ AI website တွေကိုကျွန်တော်တို့ဆက်ပြီးတော့มาသွားပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့တက်လေးအသစ်ခွန်လိုက်မယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ search bar လေးမှာရိုက်ထည့်ပေးရမှာလေးက PIC L U M E N A I ဆိုပြီးတော့มาရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်တို့အခုလိုမျိုးလေးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ PIC LU, MEN နဲ့ AI ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ PCI ဖြစ်နေနော်။ PIC, LU, MEN နဲ့ AI ဆိုပြီးတော့ရိုက်ထည့်ပေးလိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ Enter လေးခေါက်လိုက်ပါမယ်။ Enter ခေါက်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးနေရာလေးကိုရောက်ရှိလာပါလိမ့်မယ်။ကျွန်တော်တို့ဒီမှာ free AI image generator ဆိုတဲ့ DS စာတမ်းလေးကိုကျွန်တော်တို့ကကလစ်တစ်ချက်နှိပ်ပြီးတော့မှ သူ့ရဲ့ AI site ထဲကိုဝင်လိုက်ပါမယ်။ဟောဝင်လိုက်တာနဲ့တပြိုင်တည်းဒီလိုပုံစံအနေထားလေးကျွန်တော်တို့ရရှိလာပါလိမ့်မယ်။ generate for free ဆိုတာလေးကိုကျွန်တော်တို့ကနှိပ်ပြီးတော့မှအခမဲ့အသုံးပြုမှာဖြစ်တဲ့အတွက် generate for free ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ်။နှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးနေရာလေးကိုသူကရောက်ရှိလာပါတယ်။ဒီတော့ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ develop မှာရှိနေတဲ့ create ဆိုတာလေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့မှဝင်ပေးရမှာဖြစ်ပါတယ်။ဝင်ပြီးသွားပြီဆိုရင်တော့ ကိုထုတ်မဲ့ဓာတ်ပုံရဲ့ site တွေကိုကျွန်တော်တို့ရွေးချယ်လို့ရပါသေးတယ်။ကျွန်တော်တို့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့မှကိုကဓာတ်ပုံကိုဘယ်လို site နဲ့လိုချင်တာလဲကိုပြုလုပ်လို့တဲ့ဓာတ်ပုံ site ကိုရွေးချယ်လို့ရပါတယ်။ကျွန်တော်ကတော့ဒီမှာက portrait site 66 site လေးနဲ့ပဲထုတ်ပြပေးသွားမှာဖြစ်တဲ့အတွက်66ဆိုတာလေးကိုရွေးလိုက်ပါမယ်။ရွေးပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီရဲ့နေရာလေးမှာ describe your image တဲ့ ကိုပြုတ်လုံးမဲ့ဓာတ်ပုံကိုကျွန်တော်တို့ဖော်ပြပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ဆောင်းနာကကျွန်တော်တို့ Chat GPT ရဲ့နင်ပြီးတော့မှပလောင်လေးတစ်ခုကိုကျွန်တော်တို့ copy ကူးလာခဲ့တယ်။အရာလေးကိုကျွန်တော်တို့ကဒီရဲ့နေရာလေးမှာကာစာလေးချပြီးတော့ control ရဲ့ v ရဲ့နှိပ်ပြီးတော့ပိတ်ချပေးလိုက်ပါမယ်။ပိတ်ချပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်ပေးလေးမှာရှိနေတဲ့စန့်စော်လေးကျွန်တော်တို့တစ်ချက်လောက်နှိပ်ပေးလိုက်ပါမယ်။နှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဟောဒီအောင်လေးမှာသူ့လိုလို AI ကနေပြီးတော့မှကိုရေးထားတဲ့ဒီစာနဲ့သက်ဆိုင်ပြီးတော့မှ ကျွန်တော်တို့အခုလိုမျိုးဓာတ်ပုံလေးတွေသူကထုတ်ပေးသွားပါတယ်ဟောသူကဒီလိုပုံစံအနေထားလေးထုတ်ပေးသွားတယ်ဗောနော်အဲ့တော့ဒီပုံကိုကမကြိုက်သေးဘူးဆိုရင်နောက်ထပ်ထပ်ပြီးတော့မှစာရီထပ်ပြီးတော့မှရေးလို့ရတယ်တကယ်လို့ဒီရဲ့ပုံလေးကိုကိုကကြိုက်နေသက်မှုရှိရယ်ဆိုရင်တော့အောက်မှာကျွန်တော်တို့ download ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးတော့အလွယ်တကူကျွန်တော်တို့ download လို့ရပါတယ်ဒါကတော့ကျွန်တော်တို့ကနံပါတ်1 prompt လေးတစ်ခုပုံမူတည်ပြီးတော့မှသူထုတ်ပေးတဲ့ပုံစံလေးဖြစ်ပါတယ်ဒီတော့ဒီပုံကိုသိပ်မကြိုက်သေးတဲ့အတွက်ကျွန်တော်တို့နောက်ထပ် ပရောင်2ကိုကျွန်တော်တို့ကဆက်ပြီးတော့มาตั้วလိုက်ပါမယ်။ဟောဒါကြောင့်ဒီမှာကျွန်တော်တို့ဆက်လက်လေးမှတ်တယ်။ control ရဲ့ c ရဲ့နှိပ် copy လေးကုခဲ့ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ကဒီမှာပုံထုတ်တဲ့ ai site လေးတဲကိုပြန်လာမယ်။ပြီးရင်တော့ဒီမှာကျွန်တော်တို့ control ရဲ့ v ရဲ့နှိပ်ပြီးတော့ပေးချလိုက်ပါမယ်။ပြီးရင်တော့ဆန့်စွာလေးနှိပ်ကြည့်လိုက်မယ်။ဟောဒီရဲ့ brown blue လေးမှာလည်းကျွန်တော်တို့ကဘလို့ပုံစံဓာတ်ပုံအနေထားလေးထုတ်ပေးလဲဆိုတာလေးကိုကျွန်တော်တို့ခဏလောက်စောင့်ကြည့်ပေးလိုက်ပါမယ်။ ဟောတို့ကဒီမှာဒီလိုပုံစံအနေထားလေးကျွန်တော်တို့ထုတ်ပေးသွားပါတယ်ကိုကဒီပုံအနေထားကိုထပ်ပြီးတော့မကြိုက်သေးဘူးဆိုရင်လည်း ChatGPT မှာကျွန်တော်တို့သုံးခုချပေးထားတယ်နောက်ဆုံးတစ်ခုကိုဆက်ပြီးတော့မှကျွန်တော်တို့ဆက်လက်လေးပေးမယ် control ရဲ့ C ရဲ့နှိပ် copy လေးကုခက်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီရဲ့ website ထဲမှာ control V နဲ့ကျွန်တော်တို့ပိတ်ချပေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ send ဆိုတာလေးနှိပ်ကြည့်လိုက်မယ် ဟောအခုဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီလိုပုံစံအနေထားလေးတွေသူကထုတ်ပေးသွားတယ်ပေါ့နော်အဲ့တော့ဒီရက်ဓာတ်ပုံလေးကိုကျွန်တော်တို့ကကြိုက်နှစ်သက်မှုရှိသွားပြီဆိုရင်တော့အောက်ဆုံးလေးမှာရှိနေတဲ့ကျွန်တော်တို့ download cloud လေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်လိုက်တာနဲ့တပြိုင်တည်းကိုယ့်ရဲ့ computer မှာရှိတဲ့ downloader ကနေပြီးတော့တစ်ချက်ဓာတ်ပုံလေးကိုကျွန်တော်တို့ download ပြီးသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကဒီမှာ notebook ထဲမှာကျွန်တော်နမူနာပြပေးဖို့ရာအတွက် ဒီစာသားလေးတခုပေါ့နော်ဒါလေးကိုကျွန်တော်ကပထမဆုံးပြပေးသွားတာဖြစ်ပါတယ်ဒီတော့နောက်ထပ်ကျွန်တော်တို့မတူညီတဲ့ဓာတ်ပုံလေးတွေထုတ်ဖို့ရအတွက်အောက်မှာလည်းကျွန်တော်ထပ်ပြီးတော့မှရေးပေးထားပါတယ်နောက်တစ်ပုံကတော့ကျွန်တော်တို့ကဒီမှာချောမောလပတဲ့ကျွန်တော်တို့ကလေးငယ်လေးတယောက်ပေါ့နော်အင်းကြီးအဝါရောင်လေးဝတ်ထားပြီးတော့လမ်းလျှောက်နေတဲ့ပုံစံရှိနေရမယ်ဘေးမှာကျွန်တော်တို့ကခွေးကြီးတစ်ကောင်ကနေပြီးတော့ကလေးလေးကိုစောင်းရှောက် ကြည့်ရှုနေပြီးတော့ရန်သူကိုကာဝယ်နေတဲ့ပုံစံလေးရှိနေရမယ်ပေါ့နော်ခွေးရဲ့အယောင်ကတော့ကျွန်တော်တို့ကအနီးညိုရောင်ဖြစ်တယ်ပေါ့ခွေးရဲ့ကျွန်တော်တို့ကြက်သားကြွက်သားတွေကတော့ကျွန်တော်တို့ကအရန်ထွားချိုင်းပြီးတော့မှထင်ရှားနေတဲ့ပုံစံရှိနေရမယ်ပေါ့လမ်းမထက်မှလည်းကျွန်တော်တို့ကားတွေသွားလာနေတဲ့ပုံစံရှိနေရမယ်ပေါ့ဒါကိုကျွန်တော်တို့ကဓာတ်ပုံအတူအယောင်ပုံစံလေးလိုချင်ပါတယ်ဆိုပြီးတော့မှကျွန်တော်တို့ကစာလေးရေးထားတာ ဖြစ်ပါတယ်အဲ့တော့ဒီရက်စာလေးကိုကျွန်တော်တို့ကရှင်းနောက်အစီအစဉ်တကြားတွေကျွန်တော်တို့အမ် ဖြစ်နေတဲ့ပုံစံလေးတွေရှိမှဆိုတဲ့အတွက်ဒီစာအုပ်ကျွန်တော်တို့ကဆက်လက်လေးမှတ်ပြီးတော့မှပလောင်လေး၃ခုဖန်တီးပေးပါဆိုပြီးတော့မှဒါလေးကို control c နဲ့ copy လေးကုခဲလိုက်တယ်ပြီးရင်တော့ကျွန်တော်တို့က chat gpt မှာသွားပြီးတော့မှအင်္ဂလိပ်ဘာသာစကားလေးပြောင်းပြီးတော့မှသုံးပြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ copy ကူးပြီးသွားပြီဆိုတာနဲ့တပြိုင်နဲ့ ChatGPT ရဲ့ကိုလာပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ as anything ဆိုတဲ့နေရာလေးမှာကာဆာချမယ် control ရဲ့ဘူးရဲ့နှိပ်ပြီးတော့ ပေးချလိုက်ပါမယ်။ပြီးပြီဆိုရင်တော့ကျွန်တော်တို့က ChatGPT မှာကျွန်တော်တို့စမ်းလုပ်လိုက်မယ်။ဟောလုပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ ChatGPT ကနေပြီးတော့တစ်စင်း prompt လေး၃ခုကျွန်တော်တို့ဒီမှာထုတ်ပေးသွားပါတယ်။ဒီတော့ number 1ကျွန်တော်တို့က prompt လေးကိုအင်္ဂလိပ်ဘာသာစကားလေးနဲ့ထွက်လာတာလေးကိုဆက်လက်လေးမှတ်မယ်။ Control ရယ် C ရယ်နဲ့ copy လေးကုခတ်လိုက်ပါမယ်။အော်ဒီရစာသားလေးပုံမူတည်ပြီးတော့ကျွန်တော်တို့ကဓာတ်ပုံလေးတွေဖန်တီးมาဖြစ်တဲ့အတွက်ဓာတ်ပုံထုတ်ပေးနိုင်တဲ့ AI site လေးတွေကိုကျွန်တော်တို့ဝင်လိုက်မယ်ဒီထဲကိုပြောင်းဝင်ပါမယ် ီးရင်တော့ကျွန်တော်တို့ဒီရဲ့နေရာလေးမှာ control ရဲ့ဘူရဲ့နေပိတ်ချပြီးတော့မှဒီမှာကျွန်တော်တို့ဆန့်စွာလေးလုပ်လိုက်ပါမယ်ခဏလေးကျွန်တော်တို့စောင့်လိုက်တာနဲ့တပြိုင်နဲ့ကိုလိုအပ်တဲ့ဓာတ်ပုံလေးတွေကိုပြုတ်လောက်ထားတဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့မှပုံလေးတွေကိုကျွန်တော်တို့ထုတ်ပေးသွားမှာဖြစ်ပါတယ်။ဟောသူကဒီမှာအခုလိုပုံစံအနေထားထုတ်ပေးသွားတယ်ပေါ့နော်။ဒီတော့ကျွန်တော်တို့ကဒီပုံစံကိုမကြိုက်ဘူး။ဒါကြောင့်ကျွန်တော်တို့ဒီမှာ ChatGPT တွေကိုဝယ်နေ။နောက်ထပ်ကျွန်တော်တို့ဒုတိယ prompt လေးတစ်ခုကိုဆက်လက်ပေးမယ်။ Control ရဲ့ C ရဲ့နှိပ် copy လေးကုခဲ့ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီထဲမှာပြန်လာပြီးတော့ control ဘူရီနဲ့နှိပ်ပေးချပေးရပါမယ်ဆန့်စွာလေးကျွန်တော်တို့နှိပ်ကြည့်လိုက်ပါမယ်အော်ခုဒီမှာဒီလိုပုံစံအနေထားလေးပေါ့နော်ကျွန်တော်တို့ဒီအင်းကြီးအဝါရောင်လေးဝတ်ထားတယ် ကလေးငယ်လေးတယောက်ရှိမယ်နောက်မှာကျွန်တော်တို့ခွေးကြီးရှိမယ်ပေါ့လမ်းမထက်မှာကျွန်တော်တို့ကားတွေကလည်းအများကြီးရှိတယ်ပေါ့နော်ဒီလိုပုံစံဒီဒီအသေးစိတ်လိုက်ပြီးတော့ရေးပေးရတာဖြစ်ပါတယ်ဒါဆိုအားလုံးနားလည်မယ်လို့ထင်တယ်ဒီရက်ဓာတ်ပုံလေးကိုကျွန်တော်တို့ချိန်နဲ့တက်မှုရှိသွားပြီဆိုရင်တော့အောက်မှာရှိတဲ့ download ကလုံးလေးကိုနှိပ်ပြီးတော့မှအလွယ်တကူကျွန်တော်တို့ down ထားလိုက်လို့ရပါတယ်ဒါဆိုနားလည်မယ်လို့ထင်တယ်ပြီးရင်ကျွန်တော်တို့နောက်ထပ်အောက်မှာ မတူညီတဲ့ဓာတ်ပုံပုံစံလေးတစ်ခုဆက်ပြီးတော့မှကျွန်တော်လုပ်ဖို့ရာအတွက်ပုံသုံးပုံစံရေးပေးထားတယ်ပေါ့နော်ဒီတော့နှစ်ခုစာပြီးသွားပြီအောက်ဆုံးလေးမှာကျွန်တော်တို့နောက်ထပ်ပုံလေးတစ်ပုံကတော့ဟောချစ်စရာကောင်းတဲ့ကြောင်လေးတစ်ကောင်ပေါ့နော်ကြွက်သွားတွေကကျွန်တော်တို့ထွားချိုင်းပြီးတော့မိဖို့ကန်းတဲ့မှာဟင်းချက်နေတဲ့ပုံစံကျွန်တော်တို့လိုချင်တဲ့အဝါရောင်အင်းကြီးကိုကျွန်တော်တို့ဝတ်ထားပြီးတော့မှလက်တွင်ဇုံးကိုကင်ထားတဲ့ကင်ထားမယ်ပေါ့နော်ပြီးရင်တော့မိဖို့ကန်းအတွင်းမှာ အင်းဒီဟင်ရွက်တင်တဲ့ကျွန်တော်တို့ပြည့်နှက်နေတဲ့ပုံစံဒါကိုကျွန်တော်တို့ကဓာတ်ပုံအတူရောင်ပုံစံလေးလိုချင်ပါတယ်ဆိုပြီးတော့ရေးပေးထားပါတယ်ဒီတော့ဒီရဲ့ပုံစံကိုကျွန်တော်တို့ကဒီမှာဆက်လက်လေးမှတ်ပြီးတော့မှပရောင်လေး၃ခုကျွန်တော်တို့ AI မှာဖန်တီးခိုင်းလိုက်ပါမယ်ဒါကြောင့်ကိုရေးထားတဲ့စာလေးတွေကိုဆက်လက်မှတ်မယ် control ရယ် c ရယ်နှိပ်ပြီးတော့မှ copy လေး Google လိုက်ပါမယ် chat gpt တဲ့ကိုကျွန်တော်တို့လာမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ control v နှိပ်ပြီးတော့ပေးချပြီးတော့ chat gpt ကိုလှမ်းပြီးတော့မှကျွန်တော်တို့မေးလိုက်ပါမယ် ChatGPT ကနေပြီးတော့တစ်စင်းကျွန်တော်တို့ဒီမှာ prompt လေး၃ခုထုတ်ပေးသွားတယ်ထုတ်ထားတဲ့ number 1 prompt လေးကိုကျွန်တော်တို့ select မှန် control ရဲ့ C ရဲ့နှိပ်ပြီးတော့ copy လေးကူးခဲ့ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဓာတ်ပုံလေးထုတ်ပေးတဲ့ AI site ထဲကိုပြန်လာမယ် decrease your image ဆိုတဲ့နေရာလေးမှာ control ရဲ့ V ရဲ့နှိပ်ပြီးတော့ပေးချလိုက်ပါမယ်ဒီတော့ဒီရဲ့စာသားလေးကိုသူကဘယ်လိုပုံစံလေးထုတ်ပေးလဲသိရအောင်ကျွန်တော်တို့ဒီမှာ sentence လေးကိုနှိပ်ပေးလိုက်ပါမယ်ခဏလေးကျွန်တော်တို့စောင့်လိုက်ပါမယ် အော်အခုဒီမှာကျွန်တော်တို့ဒီလိုပုံစံအနေထားလေးကျွန်တော်တို့ထွက်လာပါတယ်မိဘကန်ထဲမှာအင်းကြီးအဝါရောင်ဝတ်ထားတဲ့ကြောင်လေးတကောင်လက်မှာလည်းကျွန်တော်တို့ကဇွန်းကိုခြင်ထားပါတယ်အခန်းထဲမှာလည်းကျွန်တော်တို့ဟင်းဒီဟင်းရွက်တွေနဲ့ပြည့်နေတယ်ဆိုတော့ပုံစံလေးကိုထုတ်ပေးသွားပါတယ်ကိုကဒီပုံလေးကိုမကြိုက်သေးဘူးဆိုရင် နောက်ထပ်ကျွန်တော်တို့ဒီမှာ brown 2လေးကိုကျွန်တော်တို့ copy လေးထပ်ပြီးတော့မှကူးလိုက်မယ် control ရယ် c ရယ်နှိပ်ပြီးတော့ copy ကူးခဲ့ပါမယ်ဟောပြီးရင်တော့ကျွန်တော်တို့ဒီနေရာလေးမှာ control နဲ့ v နဲ့ကိုနှိပ်ပေးချပါမယ် စန့်စော်လေးလုံးကြည့်လိုက်ပါမယ်အော်အခုဒါဆိုရင်ကျွန်တော်တို့ဒီလိုပုံစံလေးထွက်လာတယ်ဗောနော်အဲ့တော့ဒီပုံလေးကိုကျွန်တော်တို့ကြိုက်ပြီဆိုရင်เนาะဒေါင်းလုဒ်ဆိုတာလေးကိုဆွဲပြီးတော့မှ ဒေါင်းလုဒ်ဆွဲထားလို့ရပါတယ်ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်ကိုကိုရန်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါမိတ်ဆွေတို့လိုက်ပြီးတော့မှလေ့ကျင့်တဲ့အခါမှာကိုလိုချင်တဲ့ဓာတ်ပုံအိုင်ဒီယာလေးတွေရှိရဲဆိုရင်တော့ကိုကိုရန်စဉ်းစားပြီးတော့မှကျွန်တော်တို့ရေးပြီးတော့အသုံးပြုလို့ရပါတယ်အကယ်၍ကိုကအိုင်ဒီယာမရှိသေးဘူးပုံလေးရယ်လည်းကျွန်တော်တို့နမူနာအနေနဲ့စမ်းထုတ်ကြည့်ကျင်တယ်ဆိုရင်တော့ကျွန်တော်အခုဒီမှာရေးပေးထားတဲ့စာသားလေးတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ရေးလို့ရတယ်ဒါလေးတွေကျွန်တော်တို့ရေးပြီးသွားပြီဆိုရင်တော့အခုကျွန်တော်လုတ်ပြပေးတဲ့ပုံစံလေးတွေအတိုင်း ျွန်တော်တို့လိုက်ပြီးတော့မှပြုလုပ်လို့ရပါတယ်ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုကိုရိုင်းလေ့ကျင့်ပြီးသွားပြီကိုလည်းအမှန်တကယ် AI ကိုသုံးပြီးတော့အခုလိုမျိုးပုံစံလေးတွေကိုကိုကိုရိုင်းဖန်တီးတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DIY dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကို ဘသူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ